အားလုံးပဲမင်္ဂလာရှိသောနေ့ဖြစ်ပါစေရှင်။ကျွန်မကတော့ကရင်ပြည်သူပါတီ KPP ရဲ့ဥက္ကဋ္ဌနိုင်ခင်အေဦးဖြစ်ပါတယ်။ယခုလိုရုံမြင့်တန်ကြား စီစဉ်မှာပြည်သူလူထုအများရှိမောက် စကားပြောခွင့်ရတဲ့အတွက်စီစဉ်ပေးတဲ့တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ပထမဦးစွာရှင်းနှစ်များကလိုပဲကျမတို့ပါတီအမည်ဖြစ်တဲ့ကရင်ပြည်သူပါတီ KPP ရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းပြပေးလိုပါတယ်။ကျမတို့ရဲ့ပါတီကိုစတင်ထူထောင်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ကျမတို့ရဲ့သွေးချင်းကရင်လူမျိုးများနဲ့ပြည်သူများအနေဖြင့်တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ရှိနိုင်ရေးအတွက်အခင်းကျင်းတရတိဆောက်ဖို့ပဲဖြစ်ပါတယ်။ကရင်မျိုးသားများကဥဆောင်ဖွဲ့စည်းခဲ့လို့အမည်ကိုကရင်နဲ့အစပြုထားတော်လဲတရွာဒီနေတရေသေးတော့အစင်ဆက် အတူတကွ အတူပုံမြနေထိုင်လာခဲ့ကြသော အခြားတိုင်းသားပြည်သူအလုံးကိုလည်းပါဝင်စေတိုးသောဆန္ဒဖြင့်ပြည်သူများဟူသော အမည်ထက်တွင်လျက်တိုင်းရင်းသားပြည်သူများ၏ပါတီတရက်အဖြစ်ရက်တည်ဆောင်ရွက်လျက်ရှိပါသည်။ကျင်းမြောင်းသော လူမျိုး၏အမြင်ကို အခြေခံခြင်းမဟုတ်ကြောင်းပြောကြားလိုပါသည်။ကင်းပြည်သူပါတီ၏မူဝါဒကိုတင်ပြလိုပါသည်။ကင်းပြည်သူပါတီသည်အမျိုးသားပြန်လည်တည်မြဲရေးနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသောဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်သို့ကူးပြောင်းရာတွင် ပါဝင်ဆောင်ရွက်သွားနိုင်ရေးကို ပါတီ၏နိုင်ငံရေးမူဝါဒအဖြစ်ချမှတ်ထားပါသည်။ကင်ပြည်သူပါတီ၏ယုံကြည်ချက်နှင့်သဘောထားများမြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်ကိုတည်ဆောက်ကျင့်သုံးနိုင်မှသာလျှင်မတူကွဲပြားနေသောတိုင်းရင်းသားလူမျိုးများချင်းချင်း ချစ်ကြည်ရင်းနှင်းမှုယုံကြည်မှုများရရှိလာပြီး တိုင်းပြည်အေးချမ်းသာယာမှုကိုရှေ့ရှုနိုင်မယ်လို့ယုံကြည်ပါတယ်ခင်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကိုတည်ဆောက်ရာတွင်မိသားတစု လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်တိုးတက်ရန်အတွက်ပညာရေးသည်အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုဖြစ်သည်လို့ယုံကြည်ပါတယ်ဒါကြောင့်လူတအူးချင်းစီအရေးအသွေးတိုးမြင့်လာရေးအတွက်အခြေခံကြသော ညာရေးဖွံ့ဖြိုးမှုကိုအသွွန်ခွန်ဆိုင်လှုပ်ဆောင်ရန်လိုအပ်သည်လို့ယုံကြည်ပါတယ်။ပြည်တော်စုမြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအားလုံးနဲ့လူနည်းစုများ၏အခွင့်အရေးများကို ကာကွယ်ပေးနိုင်သော စနစ်ကိုချမှတ်အောင်ထဲဖော်နိုင်မှသာလျှင်ရေရှည်တည်ရန်သောငြိမ်းချမ်းရေးကိုရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ကရင်ပြည်သူ့ပါတီသည်ကရင်လူမျိုးများ၏မျိုးနွယ်စုအစွဲဘာသာရေးယုံကြည်ကိုးကွယ်မှုအစွဲဒေသအစွဲ စသောမတူကွဲပြားမှုများအပေါ်အစွဲလမ်းမရှိပဲကရင်တိုင်းသားအလုံးကိုကရင်လူမျိုးဟူ၍သာချစ်ခင်စွာရှုမြင်သဘောထားပါတယ်။ဤကမာမြေပေါ်တွင်ကရင်မျိုးနွယ်များသည် လူမျိုးတစ်မျိုးအနေဖြင့်ရေရှည်ရည်တည်နိုင်ရေးအတွက်ကရင်လူမျိုး၏စာပေရင်ကျင်းမှုဓလေ့ထုံးစံများပေါ်ထုတ်ထိမ့်သိမ့်မြင့်တင်ခြင်းကိုလူမျိုးရေးတာဝန်တည်းရဖြစ်သဘောထားခံယူပြီးဒီဇိုင်းမမတ်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကရင်လူမျိုးတို့၏အမှန်တရားကို မျက်နှာကျင့်သုံးခြင်းသစ္စာရှိခြင်းစသည့်တန်မှုများကိုအခြေခံပြီးနိုင်ငံသားတိုင်း၏အနာဂတ်အေးချမ်းသာရာလှပရေးကိုစိတ်ကောင်းစေနာမှန်ဖြင့်အစဉ်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်မြန်မာနိုင်ငံရှိတိုင်းရင်းသားအလုံးသည်မိမိတို့၏စာပေရင်ကျေးမှုဒိလိထုံတမ်းများကိုတမူးထားထိမ့်သိမ့်မြင့်တင်ခြင်းအပြင် မျိုးချစ်စိတ်သက်ရှင်သန်လာပြီးတိုင်းရင်းသားအချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားမှသာစီးလုံးညင်ကျွမှုကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်ရှင်။ကင်ပီတုပါတီရည်ရွယ်ချက်နံပါတ်1မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုတည်ထောင်နိုင်ရန်နံပါတ်2ပြည်သူများ၏လူနေမှုဘဝနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန်နံပါတ်3 ကရင်မျိုးနွယ်စုများနှင့်အတူရှင်တွဲနေထိုင်လျက်ရှိသော အခြားတိုင်းရင်းသားလူမျိုးများအလုံးတရားမျှတသောအခွင့်အရေးများရရှိနိုင်ရန်နံပါတ်၄မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်တိုင်းရင်းသားမျိုးနွယ်စုအလိုက်ရိုးရာရင်ကျင်းမှုစားပေးအမှုပညာယုံကြည်ကိုးကွယ်မှုဒိဋ္ဌိထုံတမ်းများကိုတမိုးထားထိမ့်သိမ်းဆောင်ရှောက်ရန်ကရင်ပြည်သူ့ပါတီ၏လုပ်ငန်းစဉ်နံပါတ်၁ ကင်ပြည်သူပါတီသည်နိုင်ငံတော်ကဖော်ဆောင်လျက်ရှိသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစဉ်တစိုက်ပါဝင်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။နံပါတ်1ကင်ပြည်သူပါတီသည်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကိုအဟံတာဖြစ်စေတဲ့အာဂရိလိုက်စားမှုကိစ္စရပ်များကိုတိုက်ဖြတ်ရတဲ့အခါမှာဥပဒေနဲ့အညီပူးပေါင်းဆောင်ရွက်မှာဖြစ်ပါသည်။နံပါတ်3ကင်ပြည်သူပါတီသည် ပြည်သူလူထု၏နိုင်ငံရေးစီးပွားရေး လူမှုရေးနှင့်မြေယာကိစ္စရပ်များတွင်တရားမျှတမှုရှိစေရန်ဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။နံပါတ်၄ကရင်ပြည်သူ့ပါတီသည်နိုင်ငံတော်၏ပညာရေးကဏ္ဍတွင်လူငယ်များ၏ဘဝလုံခြုံမှုကိုအာမခံချက်ပေးနိုင်သောပညာရေးစနစ်ပေါ်ထွန်းရေးကိုလွှတ်တော်တွင်တင်ပြဆောင်ရွက်မည်ဖြစ်ပါသည်။နံပါတ်၅ကရင်ပြည်သူ့ပါတီသည်တိုင်းရင်းသားမျိုးနွယ်စုများ၏မိခင်ဘာသာစကား စာပေများကို မပြောက်ပြက်စေရန်နိုင်ငံတော်၏အမျိုးသားပညာရေးဥပဒေပုံမှ42ပုံမှခွဲခတွင်ဘာရှိသည့်အတိုင်းလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးကြိုးပမ်းမည်ဖြစ်ပါတယ်။နံပါတ်6ကရင်ပြည်သူပါတီသည်တိုင်းရင်းသားမျိုးနွယ်စုများ၏ရိုးရာယဉ်ကျေးမှု delay ထုံတမ်းအမှုတုခုမှပညာရက်များကိုအကောင့်ထဲပေါ်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါတယ်။နံပါတ်9ကရင်ပြည်သူပါတီသည် ပြည်သူလူထု၏ကျန်းမာရေးကို အထောက်အကူပြုစေရန်အတွက်ကုသရေးထက်ကြိုတင်ကာကွယ်သည့်စနစ်ကို အားကောင်းစေရန်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နံပါတ်၈ကရင်ပြည်သူပါတီသည် တိုင်းပြည်၏အဓိက စီးပွားရေးကဏ္ဍဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နံပါတ်၉ကရင်ပြည်သူပါတီသည်လူငယ်နှင့်အမျိုးသမီးများ၏လူဆွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသောဒီပညာရမြအားလက်လန်းပြီးအသုံးချနိုင်ရေးအသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နံပါတ်10စည်ရင်အချက်အလက်များမှန်ကန်ရေးနှင့်သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့ကိုလွှတ်တော်တွင်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါတယ်။နံပါတ်17ကရင်ပြည်နယ်ပြင်ပရှိကရင်လူမျိုးများအတွက်လူနည်းစုတိုင်းရင်းသားများရရှိရမယ့်အခွင့်အရေးကိုအပြည့်အဝရရှိနိုင်ရန်နှင့် ။တမိုင်းတွင်ရှိသော လေးစားတံမှုထအသည့်နေဒူနေမြတ်များဝိသေသလက္ခဏာများကိုမှတ်တမ်းပြုစုပြီးအခမ်းအနားများကိုကျင်းပနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နမဆက်နှင့်တဘာဝဝွန်ကျင်ထိမ့်သိမ်းစောက်ရှောက်ရေးကိုနှီးနွယ်ဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။၂025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အေယာရီတိုင်းဒေသချင်း၌ ကရင်ပြည်သူ့ပါတီ KPP ကကိုယ်စားလှယ်လောင်းများဝင်ရောက်ရွေးချယ်ခံမိခံမှဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း9ဦးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း20တဦးနဲ့ကရင်တိုင်းဒေသရေးရာကိုယ်စားလှယ်လောင်း2ဦးတို့ဖြစ်ကြပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကျမတို့ကရင်ပြည်သူ့ပါတီ KPP အနေနဲ့ပြည်သူများထံသို့ပန်ကြားအသိပေးချက်များကိုတင်ပြလိုပါတယ်။နံပါတ်1 ဆန္ဒမဲ့ပေးပိုင်권ရှိသူကရင်လူမျိုးနှင့်ပြည်သူများအားလုံးမိမိ၏အမည်သည်တပ်ဆိုင်ရာကျေးရွာရက်ွက်ရွေးကောက်ပွဲကော်မရှင်ရုံးတွင်ထုတ်ပြန်သည့်ဆန္ဒမဲ့ပေးပိုင်권ရှိသူများစည်းရင်းတွင်ပါဝင်ခြင်းရှိမရှိသွားရောက်ကြည့်ရှုအတည်ပြုပါနံပါတ်2ဆန္ဒမဲ့ပေး권ရှိသူများအမည်စည်းရင်းတွင်မိမိ၏အမည်မပါရှိပါကတပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများထံတင်ပြပြီး မဲပေးခွင့်ရရှိသူများစီရင်တွင်မိမိအမည်ပါဝင်ရန်လိုက်နာဆောင်ရွက်ပါအခက်အခဲရှိပါကမိမိတို့ဒေသတွင်ရှိသောကရင်လူမျိုးအခြေပြုပါတီတာဝန်ရှိသူများကို တင်ပြအကူအညီတောင်းပါနံပါတ်3မဲပေးရန်အစအစအရာရာအဆင်သင့်ဖြစ်ပြီးပါကဆန္ဒမဲပေးရမည်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှစ၍ရွေးကောက်ပွဲအပိုင်းလိုက်ကျင်းပမှုပြီးဆုံးသည့်အထိ မဲပေးနိုင်ရန်ပြင်ဆင်ထားပါနောက်ဆုံးအနေနဲ့လာမယ့်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ကရင်လူမျိုးများနှင့်တိုင်းရင်းသားပြည်သူများစီလုံးညီညွတ်စွာကရင်ပြည်သူပါတီ KPP ကိုယ်စားလှယ်များကိုဆန္ဒမဲပေးခြင်းဖြင့်နိုင်ငံတော်အတွက်အကောင်းဆုံးဖြစ်စေလိုသောစိတ်စေတနာရင်ခံ၍တာဝန်ကျေပြွန်စွာပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါသည် ားလုံးကိုကျေးဇူးတင်ပါတယ်။